ရွာလေးတရွာရဲ့အနောက်ဘက်ကတောင်ကူးလေးပေါ်မှာပန်းကလေးတစ်ခုကိုင်နေခဲ့ပါတယ်။ပန်းကလေးဟာစစ်ပွဲရဲ့ကြောက်စရာတွေမိခိုးတွေမြို့ကြီးတွေကြားထဲမှာမင်းမင်းတွေပဲခင်းနေစွာရက်တည်နေခဲ့ပါတယ်။အဲ့ဒီပန်းကလေးကိုကြည့်ရင်ဒူဒူဆိုတဲ့ခလေးငယ်ဟာစဉ်းစားနေခဲ့ပါတယ်။ ဘာလို့ဒီပန်းကလေးကဒီလောက်ခံခန့်နေလာလဲတချို့ပန်းတွေဆိုမိခိုးတွေဖုန်နေကြမှာညှိုးနှံပြက်ကုန်ကြတာပဲလေအတက်ကူနစ်ပဲစစ်သေးတဲ့ဒူဒူဟာစစ်ပွဲကြောင်ရွာကနေသူ့မိသားစုနဲ့ထွက်ပြေးခဲ့ရပြီးတော်ရဲမှာခုလုံနေထိုင်ရပါတယ်သူ့ဖေကတော့ စစ်ပွဲတွေမှာမိုင်းထိပ်ပြီးတည်ဆုံသွားခဲ့ပါတယ်။သူအမေကတော့ဒူဒူကိုပြုစုရင်းတနေ့တာရဲ့အစားအစာကိုရှောက်ပြနေခဲ့ရပါတယ်။ဒူဒူတယောက်လည်းသူ့အမေကိုကြိုးစားကူညီပေးနေပြီမင်းသူ့နှလုံးသားထဲမှာကြောက်ရွံ့မှုတွေစိုးရိမ်မှုတွေနဲ့ပြင်းနေခဲ့ပါတယ်။ တမီမာတော့ဒူဒူကသူ့အမေကိုမေးလိုက်တယ်အမေဘာလို့ဒီပန်းကလေးကဒီလောက်ခိုင်ခန့်နေတာလဲတချို့ပန်းတွေဆိုမိဖို့တွေခုံကြမှာမြုပ်ပြက်ကုန်ကြတာလေအဲ့ဒါနဲ့သူ့အမေကသူ့ကိုပြုံးပြီးပြောလိုက်တယ်ตาลี ဒီပန်းကလေးမှာခန့်ခဲနေစိတ်တရှိတယ်။သူဟာဘယ်လိုခက်ခဲရကြမှာမစိုးစဉ်တန်ရက်တည်နိုင်နေ။သူဟာမျိုးလူချက်ကိုကိုစားပြုတယ်။ဒီပန်းလေးလိုပဲခန့်ခဲနေစိတ်တရှိရမယ်။မင်းတို့အထက်ခဲရကြမှာမစိုးရက်တည်နိုင်ရမယ်လို့ဒူဒူလူကိုပြောပြခဲ့ပါတယ် ဒူဒူဟာသူ့အမေရဲ့စကားကိုနားထောင်ရင်စဉ်းစားနေခဲ့ပါလေ။သူဟာစစ်ပွဲရဲ့ကြောက်စရာတွေကိုမြင်ခဲ့ရပြီးနဲ့သူ့နှလုံးသားထဲမှာမျိုးနွံ့ချက်ကိုမြုပ်နှံထားဖြစ်ပါလေ။သူဟာငင်းကြဲတဲ့နေ့ရက်တွေကိုစောင့်မျှော်နေပြီးကလေးတွေအားလုံးပျော်စင်စွာနေနိုင်တဲ့နေ့ကို စိတ်ကူးရင်းနေခဲ့ပါတော့တယ်။ဒူဒူရဲ့အမေကသူ့ကိုပြုံးပြီးပြောလိုက်တယ်။ตาရဲ့ညွန်ချက်ဟာตาရဲ့အာအိမ်ပါဘူး။ตาညွန်ချက်ကြီးကိုယုံကြည်နေနေဆိုရင်ตาရဲ့အမတ်ဟာအမတ်ကြီးဖြစ်လာမှာပါ။ဒူဒူဟာသူ့အမေရဲ့စကားကိုနားထောင်ပြီးပြုံးလိုက်ပါတော့တယ်။ဒူဒူတယောက် မျိုးလင့်ချက်ကိုမြင်းမြန်စွာကင်ဆွဲထားပြီးညီချင်းတို့ညည့်ရက်တွေရောက်လာမှာကိုဆောင်ရွက်နေခဲ့ပါတော့တယ်